သူများကိုမကောင်းတရားပြောတာတွေတော့အပြစ်တင်တာတွေရှုံချတာတွေကိုအเจ้าမကောင်းပြောတာတွေတော့စိတ်ထဲမှာမှတ်မထားနေတဲ့သူများကိုဘာပြောပြောအဲ့ဒါကိုစဉ်းစားမနေနဲ့စဉ်းရင်းမနေနဲ့နော်ကိုကောင်းတဲ့ရထုတ်နေအောင်ကြိုးစားရမယ်ပေါ့ဆက်ပြီးတော့မြတ်စွာဘုရားဆုံးမတာကပရိသန်သူတော်ဘာတို့ဤကတကတံပြုအပ်တော်မူမပြုအပ်တော်မူတို့ကိုနာအဝခေယအလုတ်တစ်ခုဂယုပြု၍ကြီးရှုစင်ခြင်း၍မနေရ ါလေးကြတော့ဓာတ်ရိုက်ပြောတာနော်သူများဘာတွေလှုပ်တယ်ဘာတွေမလှုပ်ဘူးဆိုတာကိုအလုတ်တစ်ခုကြီးတို့လှုပ်ပြီးတော့အဲ့ဒါကိုခေါင်းထဲထည့်မနေအေးတဲ့ဟုတ်လားသူများဆိုတာဒီနေရာမှာကိုဟာလွဲရင်သူများပဲဆိုတာကိုလည်းပဲရိုးရှင်းရှင်းသားလည်းဘူးလို့လည်းနော်သူများလို့ပြောတဲ့အခါကိုယ့်အရင်လူတွေမပါဘူးလို့ထင်မှရှိုးလို့တကယ်တမ်းကကိုယ့်အရင်လူတွေအကြောင်းစဉ်းစားရင်းနဲ့ပဲပူရတာလောင်ကြရတာ အနည်းဆုံးလူကကိုယ်အရှုံနိုင်ဆုံးလူပဲဟုတ်လားဒါကြောင့်သူများလို့ပြောလို့ရှိရင်ကိုယ်ဟာလဲရင် သူများပဲအဓိကသူများကိုယ်ပဲရလူတွေကပို့ပြီးတော့သူများပဲလို့နားလည်ဖို့လို့နော်ဒါမျိုးဆိုပါဗျာစိတ်ချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာမစင်းသားနေတဲ့သူသူဘာလုပ်လို့ပေါ့ဆိုလိုတာဟုတ်လားအဲ့လိုဆိုရင်ဘာလုပ်ရမလို့ဘာကိုစဉ်းစားရမှာတော့ဘာကိုစဉ်းကျင်ရမှာတော့ဆိုတော့ အတနောဝအဝခေယကတာနိအကတာနိသအတနောဝမိမိဤတာလေကတာနိအကတာနိသပြုတ်သောအမှုတို့ကို၎င်းအကတာနိသမပြုတ်သောအမှုတို့ကို၎င်းအဝခေယစဉ်းစားခြင်းဖြင့်သုံးတတ်ရ၏သူများအကြောင်းမစဉ်းစားနဲ့ဒါနဲ့မစုအကြောင်းစဉ်းစားရမှာလို့ဆိုတော့ကိုယ်အကြောင်းကိုစဉ်းစားအားလို့ပြောတာဟုတ်တာပေါ့ကိုယ့်အတွက်အရေးကြီးဆုံးကကိုယ်ပဲလေကိုယ်ကောင်းအောင်ရှုအောင်လုပ်တာလေတကယ်တမ်းအဓိကက ကိုပဲဘသူမှကိုလော်ကိုလာပြီောလုံနိုင်တာမရှိကိုလောက်ကိုချမ်းသာစေတာဘယ်သူမှမရှိဘူးကိုလောက်ကိုရှင်းရဲစေတာလည်းဘယ်သူမှမရှိဘူးဒါကြောင့်ကိုကိုကိုအကောင်းဆုံးကင်တွယ်နိုင်တတ်ဖို့အတွက်ကိုเจ้าကိုပဲစဉ်းစားကိုเจ้าကိုပဲစဉ်းမြင်ကိုเจ้าကိုပဲသုံးသပ်ရဟုတ်လားအဲ့တော့ကိုเจ้าကိုစဉ်းစားလို့ရှိရင်သူများအเจ้าကိုစဉ်းစားတဲ့အနေအထားတွေအားလည်းပဲဘုံတော်တွေရှောင်ကျင်မိသားဖြစ်သွားတယ် ချို့ကပြောကြတာရှိတယ်သူများအကြောင်းမစဉ်းစားနဲ့လို့ပြောတာတော့လွယ်တယ်ဒါပေမဲ့အမြဲတမ်းစဉ်းစားမိစဉ်းစားမိနေလို့လုပ်ပြီးတော့သူများအကြောင်းကိုမစဉ်းစားဘဲနဲ့တပြို့လို့နေရမလို့ဟုတ်တယ်အချင်းတော်တော်များများသူများအကြောင်းတွေကြီးခေါင်းထဲရောက်နေနော်ဒါသူများအကြောင်းကိုစဉ်းစားတာကိုကိုယ်စိတ်ထဲကတိတ်ပြီးတော့မနှစ်မြို့ဘူးမကြိုက်ဘူးကိုယ့်ကိုယ်ကို မကြိုက်ဘူးဆိုရင်ဘာနဲ့အစားထိုးသင့်လဲလို့ရင် ကိုယ့်အကြောင်းကိုစဉ်းစားတာနဲ့အစားထိုးသင့်ကိုယ့်အကြောင်းကိုစဉ်းစားလို့ရှင်သူများအကြောင်းကိုစဉ်းစားလို့ စဉ်းစားเสียမလို့လို့ဖြစ်သွားတတိယဖြစ်ဟိုကိုယ်အเจ้าကိုကောင်းကောင်းသိလေလေသူများအเจ้าကိုတိတ်ပြီးတော့စိတ်မဝင်စားလေလေတိတ်ပြီးတော့မစဉ်းစားခြင်းလေလေဟိုစဉ်းစားဖို့တိတ်မလို့အပ်ဘူးလို့နားလေလေလေပေါ့ဟိုဘုံဘုံတို့ကအကိုယ်တိုင်ဘုံစဉ်းစားကြည့်တယ်ပေါ့နော်ဘာကြောင့်သူများအเจ้าတွေကိုခေါင်းထဲရောက်ရောက်နေလေကိုယ်အเจ้าကိုကိုခေါင်းထဲကိုတိတ်မထဲလို့ကိုအเจ้าကိုခေါင်းထဲမထဲတဲ့အခါကျတော့ကိုအเจ้าကိုကိုမှန်မှန်ကန်ကန်မသိဘူး မှန်မှန်ကန်ကန်မသိတော့ဘသူများအကြောင်းတွေကိုစိတ်ဝင်စားတဲ့အကောင်းတွေလို့ထင်နေတာဒီကတန်းကကို့အတွက်စိတ်ဝင်စားတဲ့အကောင်းဆုံးကကို့အကြောင်းပဲဆိုကြပါစို့ကို့အကြောင်းကိုသာမှန်မှန်ကန်ကန်သိရင်သူများအကြောင်းကိုစဉ်းစားမိမှမဟုတ်ဘူးဆိုတဲ့စကားလေးကိုကောင်းကောင်းနားလည်စေခြင်းကို့အကြောင်းကိုဘလို့မှန်မှန်ကန်ကန်သိရမှာလို့ဘုံဘုံတို့တွေမှာတော့မပြေလည်သေးတဲ့ပြဿနာတွေအများကြီးရှိတယ်။တော့မဖြေရှင်းရသေးတဲ့အရှုပ်ထွေးတွေအများကြီးရှိတယ်။ ဟုတ်လားပြောလို့ရှိရင်ပုံပုံတို့တွေကကိုเจ้าကိုကောင်းကောင်းသိရင်ဩငါတနာစရာအနေထားမလွတ်သေးဘူးဆိုတာကိုကောင်းကောင်းသိနိုင်တေချာစဉ်းစားကြည့်ကိုမှာပြဿနာတွေတော့အရှုပ်ထွေးတွေတန်းလန်းနဲ့နေရတာတကယ်တကယ်ကတော့အတိတ်ကာလကပြုခဲ့တဲ့အကုသိုလ်တွေတော့အကျိုးပေးခွင့်သာရင်အကျိုးပေးမယ်ဆိုတဲ့အနေထားတွေတကယ်တမ်းကဒီခန္ဓာမှာကမ္မပစ္စည်းတတ္တိအနေနဲ့လိုက်နေတာရှိတယ် အဲ့ဒါတွေကိုဘုံဘုံတို့ခြေဖြက်ပြီးပြီလားလို့ကိုကိုကိုမေးမယ်ဆိုရင်ဘယ်လိုပြောလဲခြေဖြက်ရသေးဘူးနော်အခြေမရွေးသေးပြီးတော့အခြေမရွေးအတိတ်ကပြုခဲ့တဲ့အကုသိုလ်ကံတွေကကိုနှိမ့်ဆက်နိုင်တယ်အဲ့တော့ကို့မှာအဲ့ဒီတာဝန်ကြီးရှိသေးတယ်ဘာလဲအဲ့ဒီအကုသိုလ်ကံတွေကိုခြေဖြက်ဖို့ကို့မှာတာဝန်ရှိတယ်အလုပ်ရှိတယ်ဟုတ်တယ်မဟုတ်လားပြီးတော့အနာဂတ်မှာလည်းပဲဘုံဘုံတို့တွေတွေဟာမကောင်းတာတွေကိုလှုပ်ခွင့်ပြောခွင့်ဆိုးခွင့်အများကြီးရှိနေတယ် ြောရင်စိတ်ရမှားယွင်းမှုတွေတော့အတိတ်ကလည်းအားခဲ့တာအခုလည်းပဲအဲ့ဒီမှားတဲ့တတိယကြောက်ပြီလားမပြောက်သေးဘူးအနာကလည်းပဲမှားအောင်မှာပဲမတည်သေးဘူးဘဝအကြောင်းကိုမတည်သေးဘူးမတည်သေးတဲ့အခါကျတော့တော့မမောမှုတွေမကျေနပ်မှုတွေအဲ့အရာတွေကိုအခြေခံပြီးတော့နော်ကာယကံမှားယွင်းမှုဝစီကံမှားယွင်းမှုမနောကံမှားယွင်းမှုကံသုံးပါးမှားယွင်းမှုတွေအနာကမှာဘုံဘုံတို့မှာဖြစ်လက်တန့်နေတေချာပေါက်မှားယွင်းနိုင်ခွင့် အဖြစ်နေတော့ရှိနေတယ်အဲ့ဒီဥစ္စာကိုဘုံဘုံတို့တွေရာတချိန်မှငါမမှားစီရဘူးအခုလည်းပဲငါမမှားစီရဘူးလို့အဲ့လိုဘုံဘုံတို့မှာလုံနိုင်တဲ့အနေအထားမရှိဘူးအဲ့တော့ကိုယ့်ရဲ့အခြေအနေမှန်ကိုသိဖို့ဆိုတာအဓိကအဲ့ဒါကိုပြောတာလေဘုံဘုံတို့မှာနော်စိတ်ထဲမှာမှားယွင်းမှုတွေကိုအခြေခံပြီးတော့နော်မဟုတ်တာတွေကိုနော်ဖြစ်ပေါ်စေနိုင်တဲ့အနေအထားတွေရှိသေးတယ်အဲ့လိုဆိုရင်အဲ့ဒါတွေကဘာတွေကိုဆက်ပြီးတော့ဖြစ်စီမှာတော့ဆိုတော့ ဆင်းရဲဒုက္ခတွေကိုပဲဖြစ်စေမှာပဲအဲ့တော့ပြောရလို့ရှိရင်ကိုယ်ဒုက္ခနဲ့ကိုယ်ကို မရှင်းရသေးဘူးရှုံနေတယ်ပေါ့ဟုတ်လားအဲ့ဒါဆိုရင်ငါဒါတွေကို ရှင်းအောင်လုပ်မယ်ငါကငါပို့ပြီးတော့အည်အတွေးရှိအောင်လုပ်မယ်နော်လူချင်းစရာနဲ့တွေ့ရင်လူချင်းမှုမကျင်တဲ့စရာနဲ့တွေ့ရင်မကျင်တဲ့မှုတို့ဒီတမျိုးကြဖြစ်နေတဲ့ကိစ္စကြီးကိုငါရှော့ချနေအောင်နော်နေတဲ့နေအောင်ငါလုပ်မယ်ဆိုတဲ့စိတ်ကူးမျိုး ရှိရမယ်ပေါ့နော် ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကဘုံဘုံကောင်းတဲ့ပေါ်လာတာလေးတစ်ခုကတေချာပေါ့အနာကမှာရင်ဆိုင်ရမယ့်တေချင်းတရားအဲ့ဒီတေချင်းတရားရဲ့ရှေ့အနာလေးမှာအများစုတွေ့ကြတဲ့နာချင်းတရားဟုတ်လားအဲ့ဒီတေချင်းတရားနဲ့နာချင်းတရားအတွဲလိုက်လေးဘုံဘုံကမှတ်စေချင်းဟုတ်လားဘလောက်ကံကောင်းတယ်ပြောပြောတေကဏီတော့အနည်းဆုံးတော့နာကြရတာပဲ အများစုကတော့မသေးခင်ကိုပဲခဏခဏနာကြရတယ်။အဲ့ဒီနာခြင်းသေခြင်းနဲ့တွေ့လာလို့ရှိရင်ငါဟာငါစိတ်ကိုချမ်းသာနိုင်တဲ့အရည်အသွေးရှိသလား။ဒါကိုစဉ်းစားရသော်ဘုရားတော်ဟောတယ်။တော့ကိုယ်သာနာပါစေစိတ်မနာစေနဲ့လို့ဟောထားတယ်။နော်အဲ့ဒါကိုငါအပြည့်အဝကျင့်သုံးနိုင်သလား။နော်ကိုနာတယ်စိတ်နာတယ်ဆိုတာဒါအလုံးနားလေနော်။ယောဂဖြစ်တာကိုနာပါ့။ ။နောက်စိတ်နာတယ်ဆိုတာကဒီယောဂဖြစ်နေတဲ့အနေအထားကြီးကိုပဲငါလို့ငါဥစ္စာလို့ထင်လိုက်တော့စိတ်တွေကနော်စိုးရိမ်တာတွေငိုကြွေးတာတွေနော်ခံရခက်တဲ့သဘောတွေဖြစ်လာတာကိုဒါစိတ်နာတယ်လို့ပြောတာ။အဲ့တော့ဘုံဘုံတို့မှာကိုနာတိုင်းနာတိုင်းစိတ်မနာအောင်နေတတ်တဲ့အရေးအသွေးရလည်းပြပြဝဝမရှိသေးဘူးဟောပြော ပြောရရင်ကို့မှာလှုပ်ရှားရတယ်အရေးပါတယ်လှုပ်ရှားရတယ်တို့လိုတန်လန်းနေပေါ့နော်ဟုတ်တယ်မဟုတ်လား တဏ္ဍာချင်းကိုယင်မဆိုင်နိုင်ဘူးဆိုတဲ့သဘောပေါ့အဲ့ဒါလိုပဲတည်တော့မယ်ဆိုတော့ဘယ်လိုလဲပို့ပြီးတော့တောင်းယင်မဆိုင်နိုင်သေးတယ်ဘာဘူးလို့တော့ဘဝရဲ့ပုံမှာအလွန်မှကိုပဲမမောတဲ့တွေ့တာတဲ့သဘောကကြီးကြီးမားမားရှိနေအခုလိုရှိနေတာတော့ဒီဘဝရဲ့သဘောဘဝရဲ့ဖြစ်စဉ်ဟာဘလို့လို့ပုံမှန်တော့မှမှန်ကန်ကမသိသေးဘူးသစ္စာလေးပါးကိုပြိဝေဒဆိုင်အောင်မသိသေးဘူး မသိတဲ့အခါကျတော့ပြောရရင်ဘဝကိုအကောင်းထင်နေပေါ့ဘဝကိုအကောင်းထင်နေတဲ့အခါကျတော့ဘဝပေါ်မှာမမောတဲ့သဘောတွေဟာကြီးကြီးမားမားရှိတယ်။ကိုဘဝကိုတင်မဟုတ်ဘူးတခြားသူတွေရဲ့ဘဝကိုပါမမောထားတာရှိတယ်။ငါတို့လှုပ်ထားတဲ့ငါဥစ္စာလို့လှုပ်ထားတဲ့အရာတွေရဲ့ပေါ်မှာအကြီးအကျယ်မမောမှုတွေဖုံဖုံတို့မှာရှိနေတယ်။အဲ့ဒါတည်ခြင်းတရားနဲ့တွေ့ပြီဆိုရင်ဘာဖြစ်လို့အဆင်မပြေတာတော့ဘာဖြစ်လို့ကြောက်ကြတာတော့ဆိုတော့အဲ့ဒီကိုမမောဆွဲလန်းထားတဲ့အရာတွေနဲ့အပီးတိုင်ခွဲကြရမှာဆိုတော့ဘလို့လုတ်ပြီးတော့ဒီလိုဟာစိတ်ချမ်းသာနိုင်မလို့ ဒါရိုးရိုးလေးတွေးကြည့်တာတချို့ကဒီမှာမကြောက်ပါဘူးဒီတနေ့မွေးတနေ့ဒီသာဖြတ်ကနေပြီးတော့တာပဲလွယ်လွယ်လေးပြောရတာဟုတ်လားအများစုကမတော်သေးတော့မှနဲ့တူတယ်လို့သိပြီးမှပဲသေကြတာများတယ်အဲ့ဒီသိတဲ့အချိန်မှာအများစုကတော့ပုံကြသွားကြတာပဲများပါတယ်ဟုတ်လားဒါကြောင့်တချို့ကခပ်ပေါ်ပေါ်သေခြင်းတရားကိုရင်ဆိုင်နိုင်ပါတယ်လို့ကိုယ့်ကိုယ်ကိုအထင်ရောက်နေတဲ့ပုံကိုယ်တွေကိုနည်းနည်းပြောကျင်တယ်ပေါ့နော်အဲ့ဒါဘုံဘုံကဘယ်လိုလေးပြောတဲ့ နော်အလေးထားရှိလဲဆိုတော့ကိုယ်စကားလေးကိုမှတ်ရတယ်ပေါ့အဲတည်ခြင်းတရားကိုမကြောက်သလားကြောက်သလားဆိုတာကိုသိခြင်းရင်ကိုယ်မှာရှိတဲ့စီးစိမ်ဥစ္စာတွေဟာတဝက်လောက်အလကားဆုံးရှုံးကြည့်တဲ့မှာစိတ်နဲ့စိတ်ဘလို့နေမလဲကျင်းနဲ့မလားမကျင်းနဲ့ဘူးလားဘယ်ကျင်းနဲ့မလို့ငိုကြမယ်ပေါ့နော်ချိုးချိုးရင်စီးစိမ်လေးပျက်စီးသွားတယ်ဘလို့တော့ငိုမယ်ပေါ့ကံကိုချစ်ရတဲ့ကိုယ့်အိမ်ရလူတွေသေးကြည်စမ်းမှာပျက်စီးကြည်စမ်းမှာဘလို့နေမလို့စိတ်ဆင်းရဲမယ်ပေါ့ ဆက်ပြီးတော့စဉ်းစားကြည့်သေးခြင်း ਨੇ အဲ့ဒီတတိတေသတာ ਨੇ တစုံတယောက် ਨੇ ကိုနဲ့ခွဲရတာတောင်ကိုစိတ်ထဲမှာအကြီးအကျယ်တုံလုံးခြောက်ချားနေသေးတယ်ဆိုရင်ကိုတည်တဲ့အချိန်မှာအားလုံး ਨੇ ကိုနဲ့ဝဲရလိမ့်မယ်အဖြေဘလို့ထွက်မယ်ထင်တယ်အကြီးအကျယ်တုံလုံးခြောက်ချား